မသေးခင်ကြည်သွားတဲ့သောစကားငါကနံပါတ်1နေနေကတော့ family survivor ပါဒီကားလေးကတော့မြန်မာနိုင်ငံလိုပဲမိပြက်သွားတဲ့ကားလေးဖြစ်ပါတယ်ဒါပေမဲ့ဒီမှာတော့ solar ပောက်ကွဲမှုကြောင့်မိရတနိုင်ငံလုံးကိုပါပြတ်သွားခဲ့တာပါမိပြက်သွားတဲ့အပြင်ဆက်တီပါရက်သွားခဲ့ပြီးတော့ကားရရထားကြီးလေးဘာမှသုံးမရတော့ဘူးအဲ့လိုနဲ့မင်းသားဥပြောင်ကြီးတို့မိသားစုတွေမိလာတဲ့နေရာကိုရှာမယ်ဆိုပြီးတော့စပိန်ကိုစီနဲ့ခီးနှင်လာခဲ့ကြပါတယ် ဒီလိုမျိုးမိပြတ်သွားခဲ့တာက3မိနစ်နီးပါးကြာမြင့်ခဲ့ပြီးတော့လူတွေဘလို့ဒုက္ခရောက်ကြသလဲဆိုတာကိုကြည့်ရှုရမယ့်စကားလေးဖြစ်ပါတယ်။အကယ်၍သာ3မိနစ်သုံးမလောက်မိပြတ်သွားခဲ့မယ်ဆိုရင်လူသားတွေဘလို့ရှင်သန်နေထိုင်ရမလဲဆိုတာကိုတရုတ်ဖော်ရိုက်ကူးထားတာပါ။သူများဒုက္ခရောက်နေတာကိုထိုင်ကြည့်ရမယ့်စကားလေးဖြစ်ပါတယ်။ဒါဆိုရင်ညီမဆာရန်တို့ပမာကြည့်ရမလဲဆိုရင်တော့အတန်ရဲ့နောက်ဆုံးပေါ်ရသဆိုတဲ့ application လေးထဲမှာရသ data ရှိအောင်လည်းအခမဲ့ကြည့်ရှုနိုင်ပါပြီ။ညီမဆာလန်နေနိုင်ငံခြားစကားကောင်းနေဇလန်တွဲတွေကိုတနေရာထဲမှာပဲစုံလင်စွာကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ နောက်ပြီးတော့အစားအသောက်ကဏ္ဍတွေခီးသွွားလမ်းညွန်ဗီဒီယိုတွေနဲ့ TV channel တွေအပြင်ကမှတခြားဖြောပြေးရေးကဏ္ဍမျိုးစုံကိုအတန်ရရသဒေတာရှိရုံနဲ့အခမဲ့ကြည့်ရှုနိုင်ပါပါဖြောပြေးရေးစီစဉ်ကောင်းများစွာကိုအချိန်မီနေရမီကြည့်ရှုနိုင်ဖို့အတွက်အခုပဲအတန်ရသ app လေးကိုအတန် sync company ဆိုင်ရလုပ်ပြီးတော့ရသဒေတာ 3GB ကိုရယူနိုင်ပါပြီမမန့်နေနေကတော့ Fight Club ပါလူတယောက်ကအေးအေးပြတ်ပါများလာရင်ဘလောက်ထိယူသွသွားနိုင်မလဲဆိုတာကိုတရုတ်ဘော်ရိုက်ကူးထားတဲ့ဇလန်းလေးပါဒီစကားလေးကတော့မင်းသားကြီး Brad Pitt ရဲ့နာမည်အကြီးဆုံးစကားလို့ပြောလို့ရပါတယ် IMDb 8.8ကိုရရှိထားပြီးတော့ပြင်းစရာအခန်းတစ်ခန်းမှမပါတဲ့ရုပ်ရှင်မျိုးပါဒီဇလန်လေးရဲ့နောက်ဆုံး plot ကလည်းကြည်နင်ကိုပါအယူဖြစ်သွားမယ့် plot မျိုးဖြစ်ပါတယ်ဒီစကားလေးကတော့ထွက်ထားတာ26နှစ်လောက်ရှိနေပြီဆိုပေမဲ့ရည်စားလေးလိုပဲဘယ်ချိန်ကြီးကြီးကြည့်လို့ကောင်းနေတာနံပါတ်3ဒီနေ့ကတော့ Interstellar ပါဒီကားနဲ့ပတ်သက်ပြီးတော့တခုကြိုပြောချင်တာရှိပါတယ်ကျွန်တော်လိုပဲညံမမီဘူးဆိုရင်ဒီကားကိုဆက်ကိုမကြည့်ဘူးပါကျွန်တော်လည်းဒီကားကြည့်ပြီးနည်းနည်းတုံးညံသွားလို့ပါ ဒါပေမဲ့အချင်းထီးသွားဖြစ်ရတဲ့နဲ့တိုင်းတံမင်းရှင်အကြောင်းတွေကိုစိတ်ဝင်စားတဲ့သူဆိုရင်ဒီကကြည့်ကိုကြည့်တဲ့ကားလေးပဲဖြစ်ပါတယ်။အကာသာလေးကမတူညီတဲ့အချင်းစီကြောင်းတွေကြောင့်ဖေထက်သမီးဖြစ်သူကအသက်ပိုကြီးသွားမဲ့ဇလန်းလေးဖြစ်ပါတယ်။ဒီဇလန်းလေးကအချင်းစီကြောင်းနဲ့ပတ်သက်တဲ့ဖြစ်စဉ်လေးအားလုံးကတကယ်သီအိုရီကိုပဲအခြေခံပြီးတော့ရိုက်ကူးထားတာပါ။ဒါပေမဲ့ဒီဇလန်းမျိုးကအနည်းဆုံး2ခေါက်လောက်မှပြန်မကြည့်ဘူးဆိုရင်နားရည်ဝဖို့မလွယ်ဘူးလို့ပဲပြောချင်ပါတယ်။ ညံမိတဲ့သူတွေအတွက်ကတော့တွေးနိုင်တွေးနိုင်သလောက်အကျိုးရှိမဲ့ဇလံမျိုးပါမြန်မာလိုတောင်ရှုပ်နေတာမို့လို့အင်္ဂလိပ်ဇလံထူးတွေရှောက်ရှာမကြည့်ဘူးအကြံပေးကြပါတယ်နံပါတ်၄နေနေကတော့ face off ပါဒီကားလေးကတော့ရုပ်ရှင်မကြည့်ဘူးဘူးဆိုရင်တော့မှဒီအခန်းလေးကိုတော့မြင်ဘူးကြမယ်လို့ထင်ပါတယ်မင်းသားကြီးနီကိုလက်ကိဥတက်အောင်ရည်နေတဲ့ကားပါဒါပေမဲ့ဒီဇလံထဲမှာတော့ဥတက်အောင်ရည်ရမယ့်အခန်းတစ်ခန်းမှမပါပါတတ်တဲ့ဖြတ်တဲ့အခန်းကြီးပဲဖြစ်ပြီးတော့မင်းသားကြီးနှစ်ယောက်အပြိုင်ကျဲကြမယ့်စကားမျိုးဖြစ်ပါတယ် ဇလန်းချင်းပြောရရင်တနေ့မှာရဲနဲ့လူစုနဲ့မျက်နှာချင်းချိန်လိုက်ကြပါတယ်။တယောက်မျက်နှာကိုတယောက်ခွာပြီးတော့ကတ်လိုက်ကြတာ။ရဲလို့သူကလူစုလို့သူတေးပြီးထင်ပြီးတော့လူစုကိုင်းတွေကိုဝင်ရောက်စုံစမ်းမှုအတွက်ဒါမျိုးမျက်နှာချင်းချိန်လိုက်တာဖြစ်ပါတယ်။ဒါပေမဲ့ဖြစ်ချင်တော့လူစုလို့သူကမသေးပဲပြန်ထလာတာကြောင့်ဘလို့ရိဇက်ရှုပ်သွားမလဲဆိုတာကိုကြည့်ရပါပါ။ဒီဇလန်းလေးကလည်းထွက်ထားတာကြာပြီးဆိုပြီးမှရီစာလေးလိုပဲဘယ်ချိန်ကြီးကြီးကြီးလို့ကောင်းနေစေဖြစ်ပါတယ်။နံပါတ်9အနေနဲ့ကတော့အိုးပိုင်းပါ။ လူကြီးမင်းတို့ရဲ့ဘဝမှာကြိုက်လုံလို့ခဏခဏပြန်ကြည့်မိတဲ့ကားတွေရှိမယ်လို့ထင်ပါတယ်။ဒါပေမဲ့ဒီကားကတော့အဲ့ဒါတွေနဲ့ပြောင်းပြန်မှာ။ဘလို့ပဲကြိုက်ကြရင်ဘယ်တော့မှပြန်မကြည့်ချင်မယ့်ကားမျိုးဖြစ်ပါတယ်။ဒီစကားလေးကတော့တောင်ကိုရီးယားရုပ်ရှင်သမိုင်းမှာ Parasite ပြီးသွားရင်ဒုတိယမြောက် IMDb အများဆုံးဖြစ်ပါတယ်။ဒါကြောင့်ဒီကားကောင်းလားမကောင်းလားဆိုတာကတော့ဒီအချက်လက်တွေကသက်သေပဲလို့ပြောလို့ရပါတယ်။အကောင်ရဲ့သားနဲ့ဘာလို့ပြန်မကြည့်ချင်ရတာလဲဆိုရင်တော့ဒီစကားရဲ့နောက်ဆုံးပလော့ကြောင့်ပါဒီစကားကိုနောက်ဆုံးအထိကြည့်ပြီးသွားပြီဆိုရင်တော့နောက်တစ်ခါပြန်ကြည့်ဖို့လွယ်မှာမဟုတ်တော့ပါဘူး ဒါဆိုရင်မြန်မာစာရင်းတို့ပမာကြည့်ရမလဲဆိုရင်တော့အတန်းရဲ့နောက်ဆုံးပေါ်ရသဆိုတဲ့ application လေးထဲမှာရသ data ရှိအောင်နဲ့အခမဲ့ကြည့်ရှုနိုင်ပါပြီ။မြန်မာဇာတ်လမ်းတွေနိုင်ငံခြားစကားကောင်တွေဇာတ်လမ်းတွဲတွေကိုတနည်းအားဖြင့်မှပဲစုံလင်စွာကြည့်ရှုနိုင်မှာဖြစ်ပါတယ်။နောက်ပြီးတော့စာတောက်ကဏ္ဍတွေခီးသွွားလမ်းညွန်ဗီဒီယိုတွေနဲ့ TV channel တွေအပြင်ကမှအခြားဖြောပြေးရေးကဏ္ဍမျိုးစုံကိုအတန်းရဲ့ရသ data ရှိအောင်နဲ့အခမဲ့ကြည့်ရှုနိုင်ပါပါ။ဖြောပြေးရေးစီစဉ်ကောင်းများစွာကိုအချိန်မီနေရမီကြည့်ရှုနိုင်ဖို့အတွက်အခုပဲအတန်းရသ app လေးကိုအတန်းစင်ကပ်နဲ့ဆိုင်းရလုပ်ပြီးတော့ရသ data 3GB ကိုရယူနိုင်ပါပြီ။ အဆုံးလေးကြည့်ပြီးရတော့ကျေးဇူးတင်ပါတယ်